ဆောင်းစီရှင်ညိုစေးစတိုက်ကြဆင်းနေတော့လဲပြပပေါင်စေးကျက်တသောထက်၌သာရှိနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ဆောင်းစီရှင်ညုံစေးစတိုက်ကြာစင်းနေပေမဲ့ပြင်ပစေးကွမ်းမှာရောင်းချနေတဲ့ဈေးနှုန်းမှာတော့တပိတ်သားကိုကြက်တောင်းအထက်မှာသာရှိနေတယ်လို့သိရပါတယ်။စားသုံးစီတင်သွင်းတူလောင်းပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအပတ်စဉ်ထုတ်ပြန်ပေးနေတဲ့ဆောင်းစီရှင်ညုံစေးထွေကြာစင်းလာတာဟာ၅လခန့်ရှိနေပြီဖြစ်ပြီး အဆိုပါကာလအတွင်းမှာတပိတ်သားကို955ကြက်အထိကြာစင်းလာတာဖြစ်ပါတယ်။ ရင်ညုံးဆေးတွေကြာနေတာကတပိုင်းဈေးထဲမှာပြန်ရောင်းဖို့ကြာတော့ပြန်ရောင်းပေးတဲ့ကိုစလဲမရှိဘူးအဲ့အတော့စောင်းနဲ့ထုတ်တဲ့သူတွေစီကသစင်ပြန်ဝယ်ရောင်းရထားမှုဈေးကတော့ကွာသေးလို့အခြေခံစားတောက်ကုန်ရောင်းချသူတအူးကပြောပါသေး စားသုံးစည်းတင်သွင်းတိုးလောင်းပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကမေလ26ရက်ကနေ့ကျွန်းလာတရက်အထိတပတ်သားအတွက်စားအုပ်စီအခြေခံလက်ကရှင်ညုံစည်းနှုံတပိတ်သားကို6390ချက်စည်းနှုံသတ်မှတ်ထုတ်ပြန်ထားပေမဲ့ပြင်ပမှာတော့ပိတ်သားလုံးစည်းကို တပိတ်သား11500ချက်နဲ့ရောင်းချပြီး90သား25ချက်သားတိချဝယ်ယူပါက တပိတ်သားကိုချက်12000စည်းနဲ့ရောင်းချနေတယ်လို့သိရပါတယ်။ ဆောင်းစီအခြေခံလက္ခဏာရှိညုံစိနှုံတွေဟာကမ္ဘာဆောင်းစီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာဖြစ်ပေါ်နေတဲ့ဈေးကွက်စိနှုံတွေအရသတ်မှတ်ထားခြင်းဖြစ်ပြီးထုတ်ပြန်ကြေညာထားတဲ့စိနှုံထက်စိနှုံမြင့်တင်ရောင်းချထားဈေးကစားဖို့ရည်ရွယ်ချက်နဲ့တိုးလောင်းထားပါဝင်မတမားတဲ့လုံဆောင်ထားတွေ ပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့လည်းအတိပေးထားပါတယ်ရှင်။